Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်အတင်းကတော့ကစားသမားတွေကိုအမှန်ကန်ရောင်းချဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာလက်ရှိ market stretch ရဲ့အပြောင်းအရွှေ့ကလာမယ့်ရက်ပိုင်းအတော်တွင်းမှာတွင်ကိုထိရောက်တဲ့ပေါ့နော်ကျွန်တော်နေတဲ့အပြောင်းအရွှေ့တွေဖြစ်လာဖို့ကျွန်တော်မျှော်လင့်ရတယ်သူတပင်တော့ market stretch ဘုကိုခေါ်ဖို့အတွက်တကယ်စိတ်ဝင်စားတဲ့ဘာစီလိုနာတို့လိုအသင်းမျိုးတွေရှိနေတယ်လို့ market stretch ဘုကိုတိုင်းရင်ပတ်ကလည်းဘာစီလိုနာကိုပြောင်းကျင်တဲ့စင်တာရှိနေတယ် မန်ချက်စတာယူနိုက်တက်ရဲ့အနာဂတ်ပလန်နေထဲမှာလဲ market stretch book ကိုထည့်မထားတော့ဘူးဆိုတော့ဒီအပြောင်းရွှေ့ဟာဖြစ်လာဖို့အတွက်ယာနှုံးကတအားများတယ်တခုရှိတာကတော့ United ဘက်ကလိုချင်တဲ့ဈေးနှုန်းပမာဏမျိုးကိုဘာစီဘက်ကပေးနိုင်နေဆိုလို့ရှိရင်တော့အပြောင်းရွှေ့ရအများကြီးဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့ Rashford ကအခုချိန်မှာဘာစီကိုပြောင်းဖို့အတွက်သူ့အနေနဲ့ပေါ့နော်တချို့အရာတွေကိုလက်ခံသွားဖို့ရှိတယ်ဒီနေရာမှာကျွန်တော်တို့တရင်က Marcus Rashford ကဘာစီလိုနာကို လုံးဝအပြောင်းရွှေ့ဖြစ်လို့တယ် ီအတွက်ဘာစီရဲ့ဘက်ကလောက်ခလာစာရှော့ပေးမယ်ဆိုရင်လည်းပဲသူ့အနေနဲ့အပြောင်းအရွှေ့အဆင်ပြေဖို့အတွက်ဆိုရင်လောက်ခလာစာတွေရှော့ယူဖို့အဆင်သင့်ရှိတယ်ပေါ့ပြောင်းရွှေ့အဆင်ပြေဖို့အတွက်ပဲသူကလက်ရှိမှာလိုလားတာဖြစ်တဲ့အတွက်ဒီနေရာဒီပြောင်းရွှေ့မှာအများကြီးတိုးတက်မှုတွေရှိလာနိုင်တယ်ပေါ့ဒီကစားမရဲ့အပြောင်းရွှေ့ကဘာစီလိုနော်ကိုရောက်နိုင်ကြီးကပေါ့နော်ဆိုတော့ဘယ်လိုပြောလဲဘာစီရဲ့ဘက်ကဒီတောင်ဝန်ကစားမတယောက်ကိုအားဖြည့်ဖို့ကျူးပန်းနေတဲ့နေရာမှာ market stretch ဖို့တယောက်ထင်းနဲ့အတန်ထွက်တာတော့မဟုတ်ဘူး အခုလက်ရှိလီဗာပူးတင်ရဲ့တောင်ပန်ကစားမှာလူဝစ်ဒီယက်စ်တို့နဲ့ကျွန်တော်အတန်ထွက်တယ်။ဒါအပြင်လက်ရှိမာကက်စထရက်ဖို့နဲ့လည်းအတန်ထွက်နေတယ်။သူတို့နှစ်ယောက်ကတော့လက်ရှိတရင်ထွက်တဲ့တဲမှာတော့အမှန်ကန်ပါကြတဲ့သူတွေပေါ့လေ။ဘာစီရဲ့ဘက်ကလည်းရာဖင်ညာတို့ဘာလို့လို့ကစားမတွေလက်ဖွင့်မှာရှိနေတယ်ဆိုတော့ဒီကစားမကိုကြော်ပြီးတော့နေရာရနိုင်တဲ့ကစားမမျိုးဆိုတာထက်သူ့ရဲ့ပေါ့နော်ကျွန်တော် back gap ဒါမှမဟုတ်ဆိုလို့ချင်းသူ့နေရာကိုလူယူနိုင်စွမ်းရှိတဲ့ကစားသမားလောက်ပဲခေါ်ဖို့ကြိုးပမ်းတာရာဖင်ညာရှိတယ်ရာမဲရှိတယ်ဆိုတဲ့အခြေအနေမျိုးနဲ့ မာကတ်စထရက်ရှူတို့ရောက်လာရင်ကြော်ပြီးတော့နေရာရတဲ့အကြောင်းမရှိဘူးလူဝစ်ဒီအက်စ်တို့ရောက်လာရင်ကြော်ပြီးတော့နေရာရတဲ့အကြောင်းမရှိဘူးဒီတော့ဗနော်ဒီဘက်ကတ်တယောက်အနေနဲ့ခေါ်ဖို့ကြိုးပမ်းတဲ့ခြေနေမျိုးမှာလက်ရှိသူတို့လက်ရှိအသင်းအနေနဲ့အဆင်မပြေတဲ့သူတွေပဲကြည့်နေတာလူဝစ်ဒီအက်စ်ဆိုလို့ရှိရင်လည်း Florian VS ရောက်လာတာမျိုးပြီးလို့ရှိရင်အဲဘယ်လိုပြောမလဲဟိုကိုဒီကဘူကသူ့ထက်ပို့ပြီးတော့စွမ်းဆောင်ရည်ကောင်းတွေပြနေတာမျိုးပေါ့ဒါမျိုးတွေနဲ့လည်းဘာစီဒီ Y ဘက်ကချိန်ထားတယ်ဘာစီလိုနာရဲ့ဘက်ကလူဝစ်ဒီအက်စ်ကို United မှာလည်း Marcus Rashford က Aston Villa က Champions League ဝင်ခွင့်မရဘူးဆိုတော့သူမပြောင်းကျင်တော့ဘူး Manchester United ကလည်း Curry Plan နဲ့မှာ Rashford ကိုထည့်မထားတော့ဘူးဆိုတော့ Marcus Rashford ကအသင်းပြောင်းဖို့တာစူးနေတယ်ဒီအတွက်ကြောင့် Rashford ကိုလည်းသူတို့ကဒီကူတို့ဘာလို့ကဆင်းရင်းနဲ့မှာရှိတယ်ကျွန်တော်တို့သဘောကျတယ်ဆိုပြီးတော့ပြောထားတာမအောင်ဘာကြောင့် Marcus Rashford က Barcelona ကိုပူပြောင်းဖို့အတွက် chance ရှိလဲလို့ကျွန်တော်ထင်ရင် Luis Diaz က sorry club တီကိုရောက်သွားနိုင်လို့ပါ sorry club တီရဲ့ဘက်က Luis Diaz ကိုအမှန်ကန်ခေါ်ခြင်းနဲ့အားဖြည့်ခြင်းနဲ့ လူဝီဒီယက်ကိုသူတို့တကယ်လိုချင်တယ်မာကတ်စထရက်ရှူနဲ့ sorry ကလပ်တွေရဲ့ခြေထဲမှာလုံးဝအတန်မထွက်ဘူးဒါအပြင် rashwood ကိုယ်တိုင်ကလည်း sorry ကိုပြောင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဓိကကတော့ rashwood ဟာကျွန်တော်တို့ UK မှာအတိုင်းအတာတစ်ခုကြီးပေါ့နော်ဘယ်လိုပြောမလဲ influence ဖြစ်တဲ့ကစားသမားမျိုးပေါ့အဲ့လိုကစားသမားမျိုးနာမည်ရှိတဲ့ကစားသမားမျိုးက sorry ကိုပြောင်းလို့နာမည်ပြတ်သွားတဲ့နေရာမှာအပါခံလိမ့်မယ်လို့ကျွန်တော်မထင်ဘူးသူတို့ဒီမှာ sorry နဲ့ပတ်သက်လို့ရှိရင်အမြင်ကြီးကလုံးဝသူတို့သဘောမကျတဲ့အရာတွေကြီးပဲရယ်ဆိုတော့ rashwood အနေနဲ့ စော်ရီကိုပြောင်းမယ်ဆိုတာထက်ဘာစီလိုနာကိုပြောင်းဖို့ကပိုပြီးတော့ chance များနေတယ်ဒီတစ်ပတ်ကျောင်း United ကပေးလိုချင်တဲ့ပေါ့နော်တန်း40ကိုလည်းဘာစီဘက်ကပေးဖို့တဲ့အခက်ခဲမရှိဘူးလို့ကျွန်တော်ထင်တယ်သူတို့ညှိကောညှိနိုင်အောင်ညှိနိုင်မှာပေါ့ဗျာတကယ်ကန့်လန့်လာပြီဆိုရင်ဒါပေမဲ့လို့အဓိကပြဿနာကျလာနေတာဒီ Rashford ရဲ့လောက်ခလာစားပါတပတ်ကို3200ကျွဲ Manchester United ဘာ Rashford ရနေပါတယ်ဒါပေမဲ့လို့ Rashford ကတော့အတင်းပြောင်းရဖို့အတွက်ဘာစီမှာကစားဖို့အတွက်ဆိုရင်လက်ရှိလာစားတွေလည်းရှော့ယူသွားမယ်ဆိုပြီးတော့သူပြောထားတယ် ဒါကအကောင့်နဲ့ရပါဘာကြောင့်လဲဆိုတော့ဂျီဒန်ဆန်ချူရိုဘာလို့ဆိုလို့ရှိရင်ဆန်ကျင်ပဲဗျဆန်ချူရိုဆိုလို့ရှိရင်လုံးဝကိုလစာကရှော့မယူချင်တာဒါကြောင့်လည်းပဲချယ်ဆီနဲ့သူတို့ကြားထဲမှာသဘောတူညီမှုတွေကျွန်တော်မရခဲ့ဘူးတော်တော်အချင်းကြီးဆိုပြီးတော့ဘယ်အသင်းကိုပြောင်းလို့ပြောင်းရမှန်းမသိဖြစ်နေတယ်ဆန်ချူရိုကဒါကြောင့်ပေါ့နော်မာကတ်စရဖြူကလောက်ခလာစာရှော့ယူဖို့အဆင်သင့်ပဲဘာစီလိုနာကိုပြောင်းရဖို့အဓိကဖြစ်တယ်ဆိုတာကတော်တော်ကောင်းတဲ့အရာပါ တော့ Rashford ကိုအတင်းပြောင်းလေးအတင်းပြောင်းတာမျိုးမြင်ရဖို့ရှိတယ်အတင်းတွေလည်းတန်း40လောက်တော့ကျွန်တော်အတင်းဆိုသလိုအမြတ်ရနိုင်မှာပေါ့ဗျာညီကတို့နေနေရော Marcus Rashford ကိုကျွန်တော်ဘယ်လောက်ထိနော်ဒါအတင်းဘက်ကဈေးရအောင်ထောင်းသိနေလို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်